အားလုံးမင်္ဂလာပါအုံဟိန်းချန်နယ်မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့နေမွင်ခင်မှာမဖြစ်မနေဖတ်တင်တဲ့စာအုပ်စဲုပ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နေ့တနေ့ရဲ့နေဝင်ချိန်ဟာတားလို့မရဘူးရောက်လာစမြဲပဲဒီလိုပါပဲဘဝနေဝင်ချိန်ကလည်းရောက်လာပါလိမ့်မယ်ကျွန်တော်အတွက်တော့အလုတ်ချင်ဆုံးအရာတွေထဲမှာတစ်ခုကတော့အကောင်းဆုံးလို့ထင်တဲ့စာအုပ်တွေကိုအားရပါရဖတ်ချင်မိတာပဲကဘာပေါ်မှာကောင်းတဲ့စာအုပ်တွေပိုကောင်းတဲ့စာအုပ်တွေ အကောင်ဆုံးစာအုပ်တွေအများကြီးရှိပါတယ်ဘယ်စာအုပ်ကမှဖြစ်မနေဖတ်သင့်တဲ့စာအုပ်လဲဆိုတာကတော့လူတူးချင်းစီရဲ့အမြင်ပေါ်မှာမူတည်ပါတယ်ကျွန်တော်မြန်မာပြည်ကိုလွှမ်းတယ်လွှမ်းတဲ့အထဲမှာမြမရိုးရာအစားအစာတွေလည်းပါတော့လေသွားတွေရှိနေတော့ဝါးကျင်ရရာတွေကိုဝါးကျင်မိတာပါများများစားစားတော့မဟုတ်ပါဘူးဂျင်းတုပ်ဖြစ်ဖြစ်လက်ဖက်တုပ်ဖြစ်ဖြစ်ပေါ့ပဲကြော်အစုံနဲ့ပါနောက်တစ်ခုလှုပ်ချင်တာကတစ်ပင်ရိတ်အောင်မှာကလထိုင်းမော်ထိုင်းပြီးအကြိုက်ဆုံးတဲကစာအုပ်တုပ်ကိုအေးအေးဆေးဆေးထိုင်ဖတ်ချင်မိတာပါ ဖတ်ရင်တွေးနေပေါ့လက်ဖက်တော့ကိုစားလိုက်ရင်းနှီးချောင်းကိုတောက်လိုက်နဲ့စာဖတ်ချင်တာမျိုးပါအမေရိကမှာအဲ့ဒီလိုအရသာမျိုးမခံစားရပါဘူးဒါကြောင့်ဗမာပြည်ကိုလွမ်းတယ်လို့ပြောတာဘလို့စာအုပ်တွေကိုဖတ်ချင်တယ်လဲဆိုတာနဲ့ဘာကြောင့်ဖတ်ချင်တယ်လဲဆိုတာကိုပြောပြခြင်းပါတယ်ကျွန်တော်စိတ်ထဲမှာအကောင်းဆုံးလို့ထင်တဲ့စာအုပ်ဆယ်ကိုရွေးထားပါတယ်အဲ့ဒီထဲမှာတော့မြန်မာစာအုပ်တွေမပါတာကမြန်မာစာအုပ်တွေကဖတ်ချင်တာတွေများလို့မထည့်တော့တာပါ လူတိုင်းအတွက်အကြိုက်မတူနိုင်ပေမဲ့ အခုပြောပြတဲ့စာအုပ်တွေကတော့ဘဝနေဝင်ချိန်မတိုင်ခင်မှာ ဖတ်တဲ့နဲ့စာအုပ်တွေလို့ပြောနိုင်ပါတယ်။ငွေကြေးချမ်းသာမှုနဲ့စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုနှစ်ခုစလုံးကိုမျှမျှတတပေါင်းဆက်ထားတဲ့စာအုပ်၁၀အုပ်ပါ။ဘာကြောင့်ဖတ်တဲ့လဲဆိုတဲ့အကြောင်းပြချက်ကလေးတွေနဲ့အတူဖတ်ကြည့်အောင်။နံပါတ်၁ Thinks and Grow Rich by Napoleon Hill Napoleon Hill ရဲ့တွေးပြီးချမ်းသာပါဆိုတဲ့စာအုပ် ဒီစာအုပ်ထဲမှာအဓိကအကြောင်းအရာကတော့စီးပွားရေးစိတ်ဓာတ်နဲ့အောင်မြင်မှုနည်းလမ်းတွေအကြောင်းကိုရေးထားပါတယ်။ဗာဒမြန်စာအုပ်လည်းရှိပါတယ်။ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ဒီစာအုပ်ကချမ်းသာကြွယ်ဝမှုဟာစိတ်ထဲကစတင်တယ်လို့သင်ပေးထားပါတယ်။ဟေးက Henry Ford နဲ့ Thomas Edison တို့လိုအောင်မြင်တဲ့ပုဂ္ဂိုလ်တွေကို25နှစ်ကြာလေ့လာခဲ့ပါတယ်။ငွေကြေးအရရောကိုယ့်ရဲ့ကိုယ်တာအရပါကြွယ်ဝချမ်းသာမှုကိုရရှိစေနိုင်တဲ့ပုံတွေးကုန်မှုပုံစံတွေ စိတ်ကမ်းရှိမှုတွေနဲ့စိတ်ကူးပုံဖော်မှုတွေကိုသူတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ဘဝမှာကိုလိုချင်တဲ့အောင်မြင်မှုကိုဖန်တီးခြင်းသူတိုင်းအတွက်တကယ်ကိုဖတ်ကိုဖတ်တဲ့နဲ့စာအုပ်တုံးပါ။နံပါတ်1 Rich Dad Poor Dad by Robert Kiyosaki Robert Kiyosaki ရဲ့ချမ်းသာဖိဖိနဲ့ဆင်းရဲဖိဖိစာအုပ်ပါ။ဒီစာအုပ်လည်းဘာသာပြန်ထားပြီးသားရှိပါတယ်။ အဲ့ဒီထဲမှာအဓိကအကြောင်းအရာကတော့ငွေကြေးဆိုင်ရာအသိပညာနဲ့အတွေးခေါ်ပြောင်းလဲခြင်းကိုရည်သားထားပါတယ်။ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ခီယိုဆာကီဟာသူ့ရဲ့ဇီဝပေရဆိုင်ရာဆင်းရဲဖြစ်ပြီးနဲ့သူ့ကိုလမ်းပြပေးတဲ့ချမ်းသာဖြစ်ပြီးနှူးကိုလှလပပနှိုင်းရှင်ပြထားပါတယ်။ဒီစာအုပ်ကပိုင်ဆိုင်မှုနဲ့ကြွေးမိတွေကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုထားပြီးငွေကိုကို့အတွက်ဘယ်လိုအလုပ်လုပ်အောင်လုပ်မလဲဆိုတာကိုသင်ပေးထားပါတယ်။ ဒီကြွက်ပြိုင်ပွဲတွေကနေလွတ်မြောက်ပြီးလွတ်လွတ်လပ်လပ်နေထိုင်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အတူရေးခေါ်ပါနံပါတ်3 The Millionaire Next Door by Thomas J Stanley and William D Danko Thomas J Stanley နဲ့ William D Danko ရဲ့နောက်အိမ်ကတန်းကျွယ်တဲ့သေးဆိုတဲ့စာအုပ်ပါဒီစာအုပ်ထဲမှာ အဓိကအကြောင်းအရာကချွေတာမှုနဲ့စီကံကတဆင့်ချမ်းသာခြင်းအကြောင်းကိုရေးထားပါတယ်။ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ဒီစာအုပ်ကသူတည်နာပြုထားတဲ့အချက်လက်တွေနဲ့ပေါ်ပြထားပါတယ်။တန်းကြွယ်တတိအများစုကခန္ဓာထေဝါဒမျိုးမဟုတ်ပါဘူး။သူတို့ကစီကံရှိတယ်၊ဘတ်ဂျက်ကိုချွေတာတယ်၊တိတ်တိတ်ဆိတ်ဆိတ်ချမ်းသာကြော်ရတယ်ဆိုတာကိုပြတာပါတယ်။ချမ်းသာခြင်းဆိုတာဘလို့ပုံစံလဲဆိုတာကိုပြန်လဲအတိတ်ပဲဖွင့်ဆိုပြီးငွေကြေးဆိုင်ရာညဉ့်ဉန်းမှုကိုတင်ပေးပါတယ်။ နံပါတ်၄ The Psychology of Money by Morgan House Morgan House ရဲ့ငွေကြေးဤစိတ်ပညာစာအုပ်ပါအဓိကအကြောင်းအရာကတော့စိတ်ခံစားမှုဆိုင်ရာနဲ့အပြုတ်မှုဆိုင်ရာဘဏ္ဍာရေးအကြောင်းကိုပြောထားပါတယ်။ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေဟာမကြာခဏဆိုသလိုစင်ရင်လုံးတရားမရှိတတ်ပါဘူး။ House ကကျွန်တော်တို့ရဲ့ကြီးပင်းလာပုံ အတ္တနဲ့စိတ်ခံစားမှုတွေက ချမ်းသာကြွယ်ဝမှုကိုဘလို့တည့်ရမှုရှိလဲဆိုတာကိုရှင်းပြထားပါတယ်။ပြီးတော့စိတ်ငြိမ်းချမ်းမှုကပိုများတဲ့ငွေတွေတဲ့ပိုတန်မှုရှိပါတယ်ဆိုတာကိုပါထောက်ပြထားပါတယ်။နံပါတ်5 The Amenek of Neighbor Ravikan by Aristokansan Aristokansan ရဲ့ Never a Begin ရဲ့မှတ်တမ်းစာအုပ်ပါ။အဓိကအကြောင်းအရာကတော့ချမ်းသာခြင်းနဲ့အတွင်းစိတ်ငြိမ်းချမ်းခြင်းတွေဖြစ်ပါတယ်။ ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် နာဗယ်ကကိုယ့်ရဲ့ဝိညာဉ်ကိုမယောင်းမဲဝေကြီးကိုဘယ်လိုရှာဖွေရမလဲဆိုတာကိုဝေမျှပေးထားပါတယ်သူ့ရဲ့နိလန်းတွေက စီးပွားရေးလုပ်ငန်းစတင်ခြင်းဆိုင်ရာဉာဏ်ပညာကို Stoic အသည်းကဗေဒနဲ့ပေါင်းဆက်ထားပြီးချမ်းသာကြောဝါမှုနဲ့စိတ်ငြိမ်းချမ်းမှုနှစ်ခုစလုံးအတွက်လမ်းပြမြေပုံတစ်ခုကိုပေးထားပါတယ်နံပါတ်6 You are money or your life by Piggy, Robin and Joe Domingo. Piggy Robin နဲ့ Joe Domingo ရဲ့မင်းရဲ့ငွေဓမ္မမဟုတ်မင်းရဲ့ဘဝစာအုပ်ပါအဓိကအကြောင်းအရာကတော့ငွေကြေးလွတ်လပ်မှုနဲ့ဘဝရဲ့ရည်မှန်းချက်အကြောင်းကိုပြောထားပါတယ်။ဘာကြောင့်ဖတ်သင့်တယ်လဲဆိုတော့ဒီစာအုပ်ကကိုယ့်ရဲ့ငွေကိုအချိန်နဲ့ဘဝဆိုရင်ဘလောက်ကုန်ကြတယ်လဲဆိုတာနဲ့ရှင်ပြီးစောက်ချစ်တတ်အောင်သင်ပေးပါတယ်။ပိုပြီးရွေကျက်ရှိရှိနေထိုင်ဖို့ပိုနည်းနည်းသုံးဆွဲဖို့နဲ့ ရိုးရှင်းမှုနဲ့လွတ်လပ်မှုတဲမှာငြိမ်းချမ်းမှုကိုရှာဖွေဖို့နဲ့နဲ့ဆိုင်ဆိုင်တောင်းဆိုထားပါတယ်။နံပါတ်9 The Richest Man in Babylon by George S. Clason George S. Clason ရဲ့ Babylon ကအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်ပါ။ဒါလည်းမြန်မာဘာသာပြန်စာအုပ်ရှိပါတယ်။အဓိကအကြောင်းအရာကတော့ခင်မိတဲ့ငွေကြီးဆိုင်ရာဉာဏ်ပညာအကြောင်းကိုရေးထားပါတယ်။ ။ဒါကြောင့်ဖတ်တဲ့တယ်လဲဆိုတော့ရှေခိဘေဘီလုံမြို့မှာဇာတ်အိမ်တည်ထားတဲ့ဒီစာအုပ်ကစုဆောင်းခြင်း၊ယင်းဤမြုံနှံခြင်းနဲ့ကိုယ့်ရဲ့ဝင်ငွေကိုနည်းနည်းလေးတုံးဆွဲခြင်းဆိုင်ရာပုံမြင်လေးတွေကိုပေးထားပါတယ်။ဒီသင်ခန်းစာတွေကရိုးရှင်းတဲ့အားလုံးအတွက်သက်ဆိုင်အခုထိအသုံးဝင်နေဒုံးပဲတည်ငြိမ်မှုနဲ့ပြည့်စုံကြွယ်ဝမှုကိုရှာဖွေနေသူတိုင်းအတွက်တကယ်ကိုပြည့်ပြည့်စုံတဲ့စာအုပ်တော့ပါ။နံပါတ်၈ The 4 Hour Walk Week by Tim Ferriss Tim Ferriss ရဲ့၄နာရီအလုပ်ကြက်တတ်တပတ်စာအုပ်ပါဒီစာအုပ်ထဲမှာပါဝင်တဲ့အဓိကအကြောင်းအရာကတော့အချိန်လွတ်လပ်မှုကတဆင့်ချမ်းသာခြင်းကိုရအောင်လုပ်တဲ့အကြောင်းကိုရေးထားပါတယ်ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ Ferriss ကမနေ့9နာရီကနေညနေ9နာရီထိအလုပ်လုပ်ရတဲ့ဘဝကိုစိန်ခေါ်ပြီးအသေးစားအနားယူခြင်းများနဲ့အလိုလျောက်စနစ်တွေကို အဆိုပြုထားပါတယ်ဒါပြီးဖို့အတွက်မဟုတ်ပါဘူးလွတ်လပ်မှုခီးသွွာလာမှုနဲ့စိတ်ငြိမ်းချမှုတွေနဲ့ပြည့်စုံတဲ့ဘဝပုံစံကိုဖန်တီးဖို့ပဲဖြစ်ပါတယ်နံပါတ်6 The Undeterred Soul by Michael A Singer Michael A Singer ရဲ့မချုပ်တီးသောဝိညာဉ်စာအုပ်ပါအဓိကအကြောင်းအရာကတော့အတွင်းစိတ်ငြိမ်းချမ်းမှုလက်လွတ်ထက်ခြင်းအကြောင်းတွေကိုရေးထားပါတယ် ။ဘာကြောင့်ဖတ်တင်တယ်လဲဆိုတော့ဒီစာအုပ်ကဝိညာဉ်ရေးရာငင်းချမှုတဲကိုနည်းနည်းရှိုင်းရှိုင်းဝင်ရောက်သွားပါတယ်။ကိုယ့်ရဲ့အတွေးတွေကိုကိုယ့်ရဲ့စိတ်မှန်တဲ့ကိုယ်ပိုင်စိတ်နဲ့ခွဲထုတ်တောင်းသင်ပေးပါတယ်။စိုးရင်ပူပါမှုတွေစွဲလန်းမှုတွေကိုရှော့ချဖို့နဲ့ရုပ်ဝတ္ထုအောင်မြင်မှုတွေထက်ကြော်လွန်တဲ့ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်အသွင်ပြောင်းလဲပေးနိုင်တဲ့စာအုပ်ပါ။နံပါတ်30 Meditation by Marcus Aurelius မာကတ်စ်အော်ရီလီယက်စ်ရဲ့တရားအထုတ်ခြင်းစာအုပ်ပါဒီစာအုပ်မှာပါဝင်တဲ့အကြောင်းအရာကတော့စတိုရစ်ဒက်တနိကဗေဒနဲ့မိမိကိုယ်ကိုထိမ့်ချုပ်ခြင်းအကြောင်းရေးထားပါတယ်။ဒါကြောင့်ဖတ်တင်တယ်လဲဆိုတော့ယောမဧကရစ်တစ်ပါးကရေးသားခဲ့တာဖြစ်ပြီးဒီစာအုပ်ကအတ္တကနေကင်းလွတ်ခြင်း ရှုပ်ထွေးခြင်းတွေကြားမှာရှင်သန်ပြသခြင်းနဲ့ဆိုးရွားတဲ့အခြေအနေတွေကိုရင်ဆိုင်ရမှာငြိမ်းချမ်းမှုတွေကိုသင်ပေးပါတယ်။ဒီစာအုပ်မှာချမ်းသာကြွားမှုဆိုတာ ငွေကြီးတက်တက်ထက် ကိုကျင့်တရားနဲ့ဇယိုက်လက္ခဏာတွေအကြောင်းပုံများပါတယ်။တင့်ဘွားမှာဟန်ချက်ညီကျင်တယ်ဆိုရင်တော့ဒီစာအုပ်တွေကတင့်ကိုအထောက်အကူပြုပါလိမ့်မယ်။ငွေကြီးကိုပိုင်နိုင်စွာ ထိန်းချုပ်နိုင်ဖို့အတွက်စာအုပ်တစ်ကနေငါးကလမ်းညွန်ပေးပါလေ။လွတ်လပ်မှုနဲ့ရွေကျဲရှိရှိနေထိုင်ဖို့အတွက်နံပါတ်6ကနေ8စာအုပ်တွေကညွန်ပြပါလိမ့်မယ်။ဝိညာဉ်ရေးရာဉာဏ်ဉာဏ်မှုနဲ့ဉာဏ်ပညာအတွက်ဆိုရင် 6နဲ့10စာအုပ်တွေကလမ်းညွန်ပေးပါလိမ့်မယ်။ဘဝနေဝင်ခင်ဖတ်တဲ့စာအုပ်တွေလို့နာမည်ပေးထားပြီမဲ့တကယ်တော့အသက်90မတိုင်ခင်ဖတ်နိုင်ရင်ဟိုကောင်းပါလေ။ဘာကြောက်ဆိုတော့လက်ကျန်အချိန်ပိုလေးရှိချိန်မှာဖတ်ပြီးလိုက်နာကြင့်ကြံနိုင်တာပေါ့လေ။ကြင့်ကြံစ조사မှလည်းဖတ်လို့ရတဲ့အရာသာအပြင်လိုက်နာကြင့်ကြံလို့ရတဲ့အရာသာပါခံစားနိုင်တာပေါ့နော်။ အစဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်တော့လိုလိုကူကြည့်ရှုနိုင်ဖို့ subscribe ကိုဒီချိန်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်။လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day